ရစ်တော်မှာအသစ်ဖြစ်ဖွင့်ရအတွက်အင်မတန်မှအရေးကြီးပါတယ်။ဒါကကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်တယ်။စိန်ခေါ်မှုလို့ဘာကြောင့်ကျွန်တော်ပြောရတာလဲဆိုတော့ဖျားသခင်ရွေးကောက်ထားတဲ့ခေါင်းဆောင်နေရာမှာကျွန်တော်တို့နေတယ်။အထူးသဖြင့်ဒီအသင်းအုပ်ဆရာတွေအသင်းလူကြီးတွေသာသနာပြုတဲ့အသင်းတော်မှာရှိတဲ့ဦးစီးဦးဆောင်နေတဲ့ခေါင်းဆောင်တွေကျွန်တော်တို့ဖြစ်နေတဲ့အချိန်ခါမှာကျွန်တော်တို့ကိုယ်နှလုံးသားထဲမှာကို ခရစ်တော်ထံမှာအသစ်ပြုပြင်မှုဆိုတဲ့တန်ရှင်သောဝိညာဉ်တော်ဗတ္တိဇံကို အစဉ်အမြဲခံရဖို့အတွက်အင်မတန်မှအရေးကြီးတယ်။ဒါကိုကျွန်တော်တို့မေ့လျော့နေတဲ့အချိန်ခါကျွန်တော်တို့အတွက်ဝိညာဉ်ကြီးရာဒီအသစ်တစ်ဖန်မွေးဖွားမှုဟာဆိုရင်အမြဲတမ်းလိုအပ်တယ်ဆိုတာကျွန်တော်ဒီနေရာနေသတိပေးလို့ပါတယ်။ ားလောင်တာရဲပျော်ရွှင်ပွဲကောင်းတဲ့ဥပုံနေပါလို့နှုတ်ခွန်းဆက်တာပါပဲကျွန်တော်တို့ဒီတစ်ပတ်ဥပုတ်တော်နေမြတ်အချိန်ခါမှာဒီရဓမ္မချစ်တဲ့မိတ်ဆွေတွေနဲ့ဒီ online ကနေတဆင့်ပြန်လေတွေ့ဆုံခွင့်ရတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်နေကျွန်တော်တို့ဒီတစ်ပတ်မှာကျွန်တော်နေနဲ့ဒီယုံကြည်သူသားသမီးအယောက်တိုင်းကိုအားပေးခွင့်ရတဲ့လေအထူးပဲကျေးဇူးတင်ပါတယ်ဖခင်တကယ်နာမတော်ကျေးဇူးတင်ချီးမွမ်းနေကျွန်တော်အားပေးလို့တဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ ဒီခေါင်းဆောင်မှုပိုင်းရဲ့အရေးအချင်းနဲ့လှုပ်ဆောင်မှုများဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်။ဖျားသခင်ကလူသားအားလုံးကိုရွေးချယ်ပါတယ်။ဒါမဲ့ရွေးကောက်တဲ့လူတချို့လည်းရှိပြန်ပါတယ်။ရွေးကောက်မှုအထဲမှာခေါင်းဆောင်ဖြစ်ပွင့်အတွက်ရွေးကောက်မှုတွေဆိုတာလည်းရှိပါတယ်။အဲ့တော့ဖျားသခင်ကကျွန်တော်တို့ကိုဘလို့ခေါင်းဆောင်နေရာမျိုးမှာရွေးကောက်ထားတာလဲဆိုတော့တကယ်တော့ခေါင်းဆောင်ဆိုတာသူနဲ့သက်ဆိုင်တဲ့ ူနောက်လိုက်တဲ့အားလုံးကိုဖျားသခင်ထံပို့ဆောင်ဖို့ပါပဲ။ကောင်းဆောင်မှုလို့ပြောလို့ရှင်အင်မတန်မှကြည်ပြတ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီညမှာနည်းနည်းခြုံပြီးတော့မှ ကောင်းဆောင်မှုတွေဟာကျွန်တော်တို့ကောင်းငင်ခန္ဓာကိုအယောက်လှမ်းပွေတဲ့ကျွန်တော်ပို့ဆောင်ပေးတဲ့လူတွေလို့ကျွန်တော်နေနဲ့ဒီစကလုံးကိုခြုံပြီးတော့ဒီနေ့မှကျွန်တော်အားပေးသွားချင်ပါတယ်။အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ဟေရှာယ အနာဂတ်တိကျန်အခန်းကြီး55အပိုင်းငယ်၄မှာကြီးလိုက်တဲ့ခါမှာဘာပြောထားလဲဆိုတော့ကြည့်ရှုလောထိုသူကိုဥပဒေဆရာ ဖြစ်စေခြင်းက၎င်းစီရင်အုပ်စိုးသောအရှင် ဖြစ်စေခြင်းက၎င်းလူမျိုးတို့အားငါပေးပြီလို့ဆိုထားပါတယ်ဖျားသခင်ကခေါင်းဆောင် ဖြစ်ခေါင်းဆောင် ပြုလုပ်မဲ့သူတွေကိုရွေးချယ်တတ်ပါတယ်တမိုင်းတစ်လျှောက်လုံးကြီးလိုက်တဲ့ခါမှာဆိုရင် ခေါင်းဆောင်အမျိုးမျိုးပေါ်ထွက်တာတွေ့ရပါတယ်။တမဟာကျန်းစာကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာဒီခေါင်းဆောင်မှုပိုင်းဆိုင်ရာအမျိုးမျိုးတွေ့ရတယ်။ဓမ္မဟောင်းမှာလည်းတွေ့ရတယ်၊ဓမ္မသစ်မှာလည်းတွေ့ရတယ်။ကျွန်တော်ဒီနေ့အားပေးလို့တဲ့အကြောင်းအရာကတော့ကျွန်တော်ယနေ့ခေတ်ခေါင်းဆောင်မှုတွေကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်အားလုံးဝိညာဉ်ရေးရမှာဥဆောင်ပြီးတော့ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ကောင်းကင်ခန္ဓာကိုပို့ဆောင်ဖို့ရန်အတွက်ဖြစ်တယ်။ဆိုတော့ဒီနေ့မှာလည်းပဲ ဒီအကြောင်းအရာနည်းနည်းဆက်ဆက်တဲ့တမာကျမ်းစာအကြောင်းအရာကိုကျွန်တော်တွေးကြည့်တဲ့အခါမှာဒီပုပ်ကူနှစ်ဦးကိုကျွန်တော်တွေးရပါတယ်သူတို့ကတော့မောရှင်နဲ့ယောရှုဖြစ်ပါတယ်မောရှင်ဟာဣသရေလလူတွေကိုဥဆောင်လာခဲ့တယ်ဒါပေမဲ့သူ့ရဲ့မပြီးပြတ်တဲ့အရာလေးတစ်ခုကိုယောရှုကဆက်လက်လက်ဆင့်ကမ်းယူပြီးတော့ဣသရေလလူတွေကိုခန္ဓာပြုကိုပို့ဆောင်နိုင်ခဲ့တယ် ဒီတော့ဒီနေရာမှာကျွန်တော်တို့တွေ့မြင်ရတဲ့အရာကခေါင်းဆောင်မှုလို့ကျွန်တော်တို့ပြောတဲ့အခါမှာဒီခေါင်းဆောင်တစ်ခုတွေပဲအစနဲ့အဆုံးအထိသွားခြင်းမှသွားပါလိမ့်မယ်။ဖျားသခင်က လူတစ်ယောက်ရဲ့လှုပ်ဆောင်ခဲ့တဲ့လုံရက်တွေကိုနောက်တစ်ယောက်စီမှာလည်းပခုံးပြောင်းပေးတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရတယ်။ဓမ္မတိအချိန်ခါမှာ ရှင်ပေါလုဟာသာသနာခီးမှာဦးစီးဦးဆောင်လှုပ်ခဲ့တယ်။သူ့ရဲ့ခေါင်းဆောင်မှုကိုနောက်ကနေပံ့ပိုးပေးတာအာပေါလုရှိပါတယ်။နောက်ထပ်သူ့ရဲ့နေရာမှာ ဆက်လက်ပြီးတာဝန်ထမ်းဆောင်ဖွဲ့အတွက်တိမောသေကိုလည်းရွေးချယ်ထားတာကျွန်တော်တွေ့ရတယ်။ဒါတော့ဒီအရာတွေကျွန်တော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဖျားသခင်ကခေါင်းဆောင်မှုတွေကိုဘလို့တွေရွေးချယ်ပြီးဘလို့တွေတာဝန်ပေးတယ်လဲဆိုတာလေးကိုအများကြီးရှိတဲ့အနက်ထဲကအချို့အရာလေးနဲ့ကျွန်တော်အားပေးခြင်းတယ်။နံပါတ်1ဖျားသခင်ကသူတို့နဲ့လာရောက်ပြီးတော့ထိတွေ့လျက်ရှိပါတယ်။ဒီထိတွေ့မှုဟာဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းဆောင်မှုတော်တော်များများမှာကြုံရပါတယ်။မောရှိဆိုလို့ရှိရင်မီးလောင်နေတဲ့ခြုံပုံကလေးကနေစပြီးတော့တွေ့တယ်။ ယောရှုဆိုလို့ရှိရင်ယေရီခေါမြို့ကိုတိမ့်ခါနီးဆဲဆဲမှာလာပြီးတော့တွေ့တယ်။ယေရမိဆိုလို့ရှိရင်လည်းပဲသူနဲ့တိတွေ့တယ်အတန်ငယ်ရတဲ့အချိန်ခါပဲပဲသူ့ကိုရွေးကောက်ကြောင်းပြောတယ်။ဂီလောင်ဆိုရင်လည်းပဲဒီကောက်နေတဲ့လင်းထဲမှာလာပြီးတော့တွေ့ဆုံတယ်။စသဖြင့်ဘုရားသခင်ဟာကောင်းဆောင်ဖြစ်မဲ့လို့လာပြီးတော့တွေ့တယ်။ယနေ့အချိန်ဒီအချိန်ခါမှာရောကျွန်တော်တို့ကိုကိုထင်ပြပြီးတော့လာပြီးတော့တွေ့ချင်မှတွေ့မယ်။ဒါမဲ့ကျွန်တော်တို့ကိုလာတွေ့တယ်ဆိုတာဒီမှာရှိတဲ့လူတွေအားလုံးတော့သိစေချင်တယ်။ ဘုရားသခင်ကကျွန်တော်တို့ရဲ့အိမ်မက်ထဲမှာတွေ့သလားအာယုံထဲမှာတွေ့သလားဒါမှမဟုတ်နှုတ်ကပတ်တော်လိလာတဲ့နေရာမှာကျွန်တော်တို့လာပြီးတော့တွေ့သလားဒါလေးကိုတော့သတိထားစီခြင်းနဲ့နောက်တစ်ခုကတော့သူ့ရဲ့တန်ရှင်းမှုကိုဖော်ပြတယ်မောရှေကိုသူ့နင်းတဲ့နေရာဟာတန်ရှင်းနေဆိုပြီးတော့ဖနက်ကို ချွတ်ခိုင်းတယ်ယောရှုလည်းထို့အတူပါပဲကိတော်ကိုဘုရားခေါ်တဲ့အခါမှာသူဟာတန်ရှင်းတဲ့သူဖြစ်ကြောင်းကိုထင်ရှားစေတယ် ကြီးတော်ရဲ့စံတတ်မှုကိုလည်းဘုရားသခင်ကလက်ခံပေးတာကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကတော့တာဝန်ပေးပါတယ်။ဘုရားသခင်ကသူခေါ်တဲ့လူတွေကိုတာဝန်ကိုစီပေးတယ်။မောရှေကိုတာဝန်ပေးတယ်၊ယောရှုကိုတာဝန်ပေးတယ်၊ဂီးတော်ကိုလည်းတာဝန်ပေးတယ်၊ယေရမိကိုလည်းတာဝန်ပေးတယ်။တချို့လူတွေကတော့တကယ်ခက်ခဲကြမ်းတမ်းတဲ့တာဝန်တွေပေးတယ်။ဒီလိုတာဝန်ပေးတယ်ကျွန်တော်တို့ကိုလည်းတာဝန်တီးတီးပေးတယ်။ကျွန်တော်တို့ရဲ့တာဝန်ကဘာလဲ။ ယနေ့ခေတ်အချိန်ခါမှာတော့ကျွန်တော်တို့ဟောရမယ်ပြောရမယ်ခေါင်းဆောင်မှုလို့ပြောတဲ့ခါမှာကျွန်တော်ပြောသလိုပဲကြံပြန့်တာဖြစ်တဲ့တကြောင်ကိုနဲ့သက်ဆိုင်တဲ့ဘုရားသခင်ကျွန်တော်တို့ပေးတဲ့တောင်းဝန်ကဘာလဲဒီအမှုပညာသမားကအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးဘုရားတောင်းဝန်ပေးပါလိမ့်မယ်လယ်သမားကိုလယ်လုပ်ငန်းနဲ့ပတ်သက်ပြီးဘုရားသခင်ကတောင်းဝန်ပေးပါလိမ့်မယ်လယ်လုပ်ငန်းလုပ်နေတဲ့လူဟာအဲ့ဝန်ကလေးမလုပ်တတ်ဘူးလို့ကျွန်တော်တို့ပြောလို့မရပါဘူး လေထွန်ကောင်းတဲ့အဲ့ဒီ share ကိုဘုရားသခင်ကရွေးကောက်ထားတာကျွန်တော်တို့မမေ့ဖို့လိုအပ်ပါတယ်။ကိုကဘာအလုပ်လုပ်တဲ့လူလဲစီးပွားရေးသမားဆိုစီးပွားရေးလောက်ွက်နဲ့ဘုရားသခင်ကတင်းကိုတောင်းဝန်ပေးပါလိမ့်မယ်။နောက်တစ်ခုကတောင်းဝန်ပေးခြင်းနဲ့အတူဘုရားသခင်ကဂတိလည်းပေးပါတယ်။မိုးရှိကိုတင်းနဲ့အတူအစင်မပြည့်ရှိမယ်လို့ဂတိပေးခဲ့တယ်။ယောရှုလက်ထက်ရောက်လာတဲ့အခါမှာလည်းမိုးရှင်နဲ့ငါရှိခဲ့တယ်လို့ပဲတင်းနဲ့အတူရှိမယ်လို့ဘုရားသခင်ကဂတိပေးခဲ့တယ်။ ဂီတောင်ရဲ့တာဝန်ပေးခြင်းခံရတဲ့အခါမှာသူစိုးရိမ်မှုရှိနေတဲ့ကြားထဲမှာဘုရားသခင်ကသူ့ကိုဂတိပေးတယ်။ဂတိကတော့တွယ်ဝိုက်ပြီးတော့ပေးတယ်။သူ့ရဲ့အိမ်မက်အားဖြင့်တော်လကောင်သူ့စေလွတ်လာတဲ့စေလွတ်ထားတဲ့သူ့ရဲ့တပည့်တွေရဲ့အစီခံစာအားဖြင့်တော်လကောင်ဘုရားသခင်ကသူ့လိုသူ့နဲ့အတူအမြဲတမ်းရှိရဲဆိုတာဂီတောင်ကောင်းကောင်းကြီးသိလိုက်တယ်။ ဒီလောက်လူသိမ်းနဲ့ချီတဲ့လူတွေကိုသူ့ရဲ့စစ်သား300နဲ့တိုက်ဖို့ဝံမလေးလောက်အောင်တိသူစိတ်ချမှုရရှိသွားခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ယနေ့ဘုရားသခင်တင့်ကိုလည်းဂတိပေးနေတယ်။တင်းနဲ့တူရှိမယ်။ဒီခါလေးကျွန်တော်တို့ကကြောက်တတ်တယ်၊ရှက်တတ်တယ်။ဒီအရာကိုလှုပ်ပွင့်အတွက်ဟုတ်မဟုတ်ပါမလား။အောင်မြင်ပါမလားဆိုတဲ့အတွေးတစ်ခုဝင်လာတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ဂတိပေးနေတယ်ဆိုတာမမေ့ပါနဲ့။ဘုရားသခင်ဂတိတော်နှုတ်ကပတ်တော်နေရာတော်တော်များများမှာကျွန်တော်တို့တွေ့ရပါတယ်။ နောက်ထပ်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ခေါင်းဒီထိတွေ့တဲ့အခါမှာကျွန်တော်တို့နဲ့တူအာထိတွေ့တဲ့အချိန်ခါမှာတောင်းဆိုမှုတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီအရာကဘာလဲဆိုတော့ဓမ္မဟောင်းအချိန်ခါမှာတော့အယေပြားလီချင်းကိုတုံးပြူတယ်။ဓမ္မတိအချိန်ခါနဲ့ယခုလက်ရှိအချိန်ခါမှာတော့နှလုံးသားအယေပြားလီချင်းပဲပေါ့။ရှင်ဘောလူပြောတယ်ကိုယ့်ရဲ့နှလုံးသားအယေပြားလီချင်းဓမ္မဟောင်းအချိန်ခါကလေးကမိခါကပြောတယ်ကိုယ့်ရဲ့နှလုံးသားအယေပြားလီချင်းဟာအကောင်းဆုံးပဲ။ ဒါကြောင့်နှလုံးသားအည်ပြားလိချင်းအည်ပြားလိချင်းဆိုတဲ့အဓိပ္ပာယ်သည်ကျွန်တော်တို့ရဲ့တန့်ရှင်းမှုဖျားသခင်ကအထူးတည်တံ့ခွဲခတ်မှတ်သားထားတဲ့အမှတ်လက္ခဏာတစ်ခုလည်းဖြစ်တယ်။ခရစ်တော်၌အသစ်ဖြစ်ခြင်းလို့ခေါ်တဲ့ဒီယင်းနှစ်ချင်းမင်္ဂလာဟာလည်းပဲခစ်သည်အည်ပြားလိချင်းလို့ကျွန်တော်တို့ပြောရင်လည်းမမှားပါဘူး။ဒီတော့ခရစ်တော်မှာအသစ်ဖြစ်ဖွင့်ရတဲ့အင်မတန်မှအရေးကြီးပါတယ်။ဒါကကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်တယ်။စိန်ခေါ်မှုလို့ဘာကြောင့်ကျွန်တော်ပြောရတာလဲဆိုတော့ ဘုရားသခင်ရွေးကောက်ထားတဲ့ခေါင်းဆောင်နေရာမှာကျွန်တော်တို့နေတယ်အထူးသဖြင့်ဒီအသင်းအုပ်ဆရာတွေအသင်းလူကြီးတွေသာသနာပြုတဲ့အသင်းတော်မှာရှိတဲ့ဦးစီးဦးဆောင်နေတဲ့ခေါင်းဆောင်တွေကျွန်တော်တို့ဖြစ်နေတဲ့အချိန်ခါမှာကျွန်တော်တို့ကိုယ်နှလုံးသားထဲမှာကိုခရစ်တော်ထံမှာအသစ်ပြုပြင်မှုဆိုတဲ့တန်ရှင်သောဝိညာဉ်တော်ဗတ္တိဇံကိုအစီအမြင့်ခံရဖို့အတွက်အင်မတန်မှအရေးကြီးတယ်။ဒါကိုကျွန်တော်တို့မိလျော့နေတဲ့အချိန်ခါကျွန်တော်တို့အတွက်ဝိညာဉ်ကြီးရာ ဒီအတိတ်တပံမွေးဖွားမှုဟာဆိုရင်အမြဲတမ်းလိုအပ်တယ်ဆိုတာကျွန်တော်ဒီနေရာနေသတိပေးလို့ပါတယ်အင်မတန်မှအရေးကြီးတယ်နောက်ထပ်ဒီထပ်ပို့ပြီးတော့ဆက်ပြီးတော့တစ်ဆက်ထဲမှာအရေးကြီးတဲ့အရာတစ်ခုကခေါင်းဆောင်မှုတစ်ယောက်အတွက်ပတ်သက်ခါဘွဲဟာအရေးကြီးတယ်မောရှိလက်ထက်အချိန်ခါမှာပတ်သက်ခါဘွဲလုပ်တယ်လုပ်ငန်းစအစမှပဲလုပ်တယ်ယောရှုလက်ထက်မှာလည်းလုပ်တယ်အော်ဓမ္မတိလက်အချိန်ခါရောက်လာတဲ့ခါမှာပတ်သက်ခါဘွဲဆိုတာမလိုတော့တဲ့အချိန် သူတို့ဘာလုပ်ကြလဲပတ်သက်ခါပွဲဆိုတာယေရှုရဲ့အပြစ်ဖြေခြင်းကိုကျွန်တော်တို့လက်ခံရရှိခြင်းပါပဲခေါင်းဆောင်မှုတရားမှာခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းခရစ်တော်ကျွန်တော်တို့အတွက်ပေးဆက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့လက်ခံရရှိခြင်းအပြစ်ဖြေလွှတ်ခြင်းဟာအင်မတန်မှအရေးကြီးပါတယ်နန်းနေရန်ဝတ်ညာဦးရန်ဝတ်နဲ့အတူကျွန်တော်တို့ရဲ့ဆက်ကတ်တဲ့အတ္တဓာတ်ဟာဆိုရင်ဤကဲ့သို့သောခိတ္တပတ္တခါဘွဲကိုကျွန်တော်တို့ရရှိစေတယ် တာမန်အသိသူတင်သားတွေကသူတို့တွေရဲ့အာနယ်မှုကိုခရစ်တော်ထံမှာဒူးထောက်တိုးဝင်ချင်းကတ်တယ်ဆိုရင်ခေါင်းဆောင်ဖြစ်တဲ့လူတွေကကျွန်တော်တို့ပို့ပြီးတော့တိုးဝင်ချင်းကတ်ဖွယ်အတွက်အရေးကြီးပါတယ်။ဒါကျွန်တော်တို့မမေ့ဖို့ပါပဲ။အဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမှာအောင်မြင်မှုကိုဘုရားသခင်ကတွေ့မြင်စေတယ်။ဒီအောင်မြင်မှုကဘာလဲ။ကျွန်တော်တို့သတိရအောင်ပါပါ။မောရှိလက်ထက်ချင်းခါကျွန်တော်ပြန်ကြည့်အောင် သူတို့ဒီပင်လယ်နီရှေ့မှာကာစီထားတဲ့အချိန်နောက်ကလည်းအန်ရီတွေဂျုံလာတယ်ဘေးနှဖက်မှာလည်းပဲပြေးစရာမြေမရှိတော့ဒီအုံနယ်ရန်လိုဖြစ်နေတဲ့တောင်ဆောင်ကဘာတွေနဲ့ဖြစ်နေတဲ့အချိန်မှာအံ့ဘွေဘုရားသခင်ရဲ့ဂေဒင်ချင်းကိုခံရတယ်မဖြစ်နိုင်တဲ့အရာဒီပင်လယ်ကြီးနှစ်ချမ်းကွဲပြီးတော့သူတို့တွေလွတ်မြောက်သွားခဲ့ကြတာအံ့ဩစရာပါပဲ ထို့အတူပဲယောရှုလက်ထက်အချိန်ခါမှာဂျော်ဒန်မြစ်ဟာဆိုရင်နှစ်ချမ်းကွဲသွားခဲ့တယ်။ဂျေရီခေါမြို့ကြီးဘလုံးမစဉ်းစားလို့မရတဲ့အရာပြိုကျသွားခဲ့တယ်။ဒီလိုနည်းနဲ့ပို့ဆောင်ခဲ့တဲ့ဘုရားသခင်ဟာယင်းနေ့ကျွန်တော်တို့ကောင်းဆောင်မှုတွေတောင်းဝပေးအပ်ခြင်းခံရတဲ့ဘုရားသားသမီးရဲ့အရောက်တိုင်းတွေကျွန်တော်တို့ရှေ့မှာရှိတဲ့ဘလုံးမလူသားအနေနဲ့မတတ်နိုင်တဲ့အမှုကိစ္စပေါ်လာတဲ့ခါမှာဘုရားသခင်ဘလို့ဖြေရှင်းပေးမလဲ။ ပင်လယ်နီရှင်းရောက်လာတဲ့မောရှင်သူ့ရဲ့ဣသရလူတွေကိုပြောခဲ့တဲ့စကားလေးခွန်းကိုကျွန်တော်တို့မမေ့ဖို့လိုအပ်ပါတယ်အဲ့ဒီစကားလေးခွန်းကတော့နံပါတ်1မစိုးရင်ပါနဲ့နံပါတ်2ငြိမ်သက်ခြင်းရှိပါနံပါတ်3ဘုရားသခင်ကျွန်တော်တို့ကိုပြုပေးမဲ့အမှုကိုစောင့်မျှော်ပါနံပါတ်4ကတော့ဘုရားသခင်တင်တို့အဖို့စစ်တိုက်ပေးလိမ့်မယ်စစ်မှုနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူး ဘုရားသခင်ကကျွန်တော်တို့အတွက်စစ်တိုက်ပေးမယ်စစ်မှုဆိုတာဘာလဲကျွန်တော်တို့ကြားဖူးမှာပါကျွန်တော်တို့ရှေ့မှာရင်ဆိုင်ရမယ်အခက်ခဲရဲ့ခက်ခဲမှုအတိုင်းတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဆင့်လေးတွေခွဲမယ်ဆိုရင်နည်းနည်းပေါ့ပါတဲ့အရာကတော့ဒီအခက်ခဲတစ်ခုပေါ့နော်အဲ့ဒီထက်နည်းနည်းပိုလာတဲ့အရာဆိုလို့ရှိရင်ဒီပြဿနာလို့ခေါ်တယ်အဲ့ပြဿနာတူတိမဟုတ်စိန်ခေါ်မှု အဲ့ဒီပြဿနာတွေစိန်ခေါ်မှုတွေရဲ့တစ်ဖက်မှာရှိတဲ့အရာတွေကိုကြတော့စိတ်မှုဖြစ်လာပါပြီစိတ်မှုဆိုတာကျွန်တော်တို့လက်နဲ့နဲ့တိုက်ယူရတဲ့အရာတစ်ခုအနေနဲ့ကျွန်တော်တို့သိထားတယ်မှန်ပါတယ်မြင်ရတဲ့လက်နဲ့ရှိတယ်မမြင်ရတဲ့လက်နဲ့ရှိပါတယ်ကျွန်တော်တို့ရှေ့မှာရှိတဲ့ရင်ဆိုင်ရတဲ့ဒီစိတ်မှုတွေအတွက်ကျွန်တော်တို့မှာလက်နဲ့ဗာလက်နဲ့တည်ရှိတယ်လေဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့လက်နဲ့တည်ရှိပါတယ်ဒီအရာတွေနဲ့ကျွန်တော်တို့စိတ်ခင်းမှုဖြစ်တယ်ဒါပေမဲ့ တကယ်တိုက်ပြီးမဲ့ပုံကွာဘုရားသခင်ပဲအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ဆိုတော့လည်းဘုရားသခင်ကျွန်တော်တို့ကိုဂတိပေးထားပါတယ်ဒီလိုနဲ့အံ့ွယ်ကောင်းတဲ့ဘုရားသခင်ရဲ့အမှုတော်လုပ်ငန်းကိုကျွန်တော်မြင်တဲ့အခါမှာဧကံမှုချကျွန်တော်တို့ဟာချီးမွမ်းရမှာဖြစ်တယ်ဘုရားသခင်ရဲ့ဂုဏ်တော်ချီးမွမ်းခြင်းဒီလိုမျိုးအမွေမှုအနေကဲနှုတ်ချင်းခါတဲ့မောရှိတို့ယောရှုတို့ဟာဆိုလို့ရှိရင်ဂုံတော်ချီးမွမ်းပြီးတော့မှအထိမ်မှတ်တွေပြုလုပ်ခဲ့ကြတ ကျွန်တော်တို့ယနေ့အသင်းတော်မှာလည်းဘုရားသခင်ရပုတ်ဆောင်မှုကိုကျွန်တော်တို့တွေကြီးသူတော်ချီးမွမ်းတဲ့အနေနဲ့အထိတ်မှတ်တစ်ခုခုနဲ့မမေ့ဝွင့်ရန်ကျွန်တော်အရေးကြီးတယ်အခုကျွန်တော်တို့ဒီမီဒီယာမှာဆိုလို့ရှိရင်ဘုရားသခင်ကျွန်တော်တို့ပုတ်ဆောင်ခဲ့တဲ့အံ့ဖွယ်မှုကကျွန်တော်တစ်နှစ်တိတိခံစားခဲ့ရပြီဘုရားသခင်ကုန်းတော်ကိုချီးမွမ်းရတယ်ချီးမွမ်းခြင်းအထိတ်မှတ်နေတဲ့ကျွန်တော်တို့တွေဘာဆက်လုပ်ကြမလဲ အားလုံးဂုဏ်တော်ချီးမွမ်းခြင်းအရာတခုကျွန်တော်တို့လှုပ်ဆောင်ခဲ့ကြတယ်ဒီနေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့မီဒီယာသာသနာဒါနှစ်ပတ်လည်အချိန်ခါလည်းဖြစ်ပါတယ်ဖခင်သခင်ကျေးဇူးတင်ကြအောင်ကျွန်တော်ဒီနေ့ကနေပြောလို့ပါပဲနောက်တစ်ခုမှာတော့ကျွန်တော်တို့ယနေ့အချိန်နေ့အချိန်ခါမှာဖခင်သခင်ရဲ့ခေါင်းဆောင်မှုအစ်စ်ခေတ်စ်ခေါင်းဆောင်မှုပုံကိုယ်တွေကိုထင်ရှားစေတဲ့အရာတစ်ခုကနံပါတ်1 ဖျားသခင်ဟာကျွန်တော်တို့ရဲ့လိုအပ်ချက်အတိုင်းကျွန်တော်တို့လာပြီးတော့ထင်ရှားပေးပါတယ်။ဒီလေထွန်တဲ့လူတယောက်ကိုဒီတချင်းဆိုတဲ့ပုံစံနဲ့ဖျားသခင်ကတွားရောက်ပြီးတော့မထင်ရှားပေးဘူး။ကို့မှာရှိတဲ့အရေးချင်းနဲ့လှုပ်ဆောင်မှုလိုအပ်ချက်အတိုင်းထင်ရှားပေးတယ်။ရှင်ပေါလုကိုဂျေရုရှလင်ကောင်စီမှာပဲခေါင်းဆောင်ခန့်ထားဖို့ဖျားသခင်ကမထင်ရှားပြဘူး။သူ့အနေနဲ့လည်းအဲ့ဒီနေရာမအပ်ဆက်ဘူး။ ေတရုကိုဒီဂျေရုရှလင်ကောင်စီမှာပဲခေါင်းဆောင်နေနဲ့ထားတယ်။ပေတရုကိုရှင်ပေါလုနေရာမှာသွားထားရင်လည်းပဲအဆင်ပြေမှာမဟုတ်ဘူး။ထို့အတူပဲယင်းနေ့ခေါင်းဆောင်မှုလို့ပြောတဲ့ခါမှာကိုယ့်နေရာကိုယ့်ဒေသကိုယ့်အရေးချင်းရှိတဲ့အတိုင်းကိုယ်အစွန်းစားရှိတဲ့အတိုင်းကိုယ်နဲ့တင့်လျော်ရာကိုဘုရားသခင်ကကျွန်တော်တို့ဖိတ်ခေါ်နေလျက်ရှိပါတယ်။နောက်တစ်ခုကတန့်ရှင်းတဲ့သူ့ရဲ့ဆရာတော်ကိုလည်းပြသပေးတယ်။ဘုရားသခင်ကတန့်ရှင်းမှုချက်ချင်းမြတ်တာကိုကျွန်တော်တို့မြင်မှာမှကျွန်တော်တို့ကဆိုရင်အမှုတော်အတွက် စိတ်အားထက်သန်မှာအမှန်ပါပဲနောက်တစ်ခုကျွန်တော်တို့တာဝန်ပေးပါတယ်ကျွန်တော်တို့ရဲ့တာဝန်ကိုစီကွန်ကပေးတဲ့တာဝန်ကိုကြည်ပွန်ဖို့အရန်အရေးကြီးတယ်ဂတိလည်းပေးပါတယ်နှလုံးသားကိုလည်းတောင်းဆိုပါတယ်ခရစ်တော်ရဲ့အပြစ်ဖြေလွတ်မှုလည်းကျွန်တော်တို့ရရှိစေပါတယ်နောက်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဆက်လှမ်းဖို့လေဘုရားသခင်ကျွန်တော်တို့တောင်းဆိုတယ်။အဲ့လိုယုံကြည်ခြင်းနဲ့ဆက်လှမ်းပြီးတော့ ဘုရားသခင်ပြုမဲ့အံ့ဖွယ်မှုတွေကိုလည်းတွေ့မြင်ရဖွင့်တွေ့အလိုရှိနေပါလေ။ဒါကြောင့်ဘုရားသခင်ဟာဓမ္မဟောင်းအချိန်ခါဥဆောင်ခဲ့တဲ့ဘုရားသခင်ယနေ့အချိန်ထိမပြောင်းလဲသေးပါဘူး။မနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဘုရားသခင်ကကျွန်တော်တို့နဲ့တူယနေ့လည်းရှိနေစေဖြစ်တယ်။ကျွန်တော်တို့ကိုစမ်းသပ်ပြီးတော့မှအမှုတော်အတွက်အသုံးပြုနေပါလေ။ကျွန်တော်တို့ကောင်းဆောင်မှုဖြစ်ဖို့ကိုတချင်းပြန်ပြီးတော့ရွေးချယ်ရပါတယ်။ဘုရားသခင်ကကောင်းဆောင်မှုရွေးချယ်ပေမဲ့ကျွန်တော်တို့ညင်းပိုင်ခွင့်ရှိနေတယ်။ ကျွန်တော်တို့လက်ခံမှုရင်အတွက်လိုအပ်ပါသေးတယ်အဲ့လိုလက်ခံလာတဲ့အခါမှာကျွန်တော်တို့စိတ်မကူးနိုင်တဲ့ဉာဏ်ရည်မမှီတဲ့အောင်မြင်မှုလည်းဘုရားသခင်ကပေးမယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒီနေရာနေအားပေးလို့တယ်ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့အချက်နှစ်ခုကိုကျွန်တော်တောင်းဆိုလို့တယ်နံပါတ်၁ကတော့ဘုရားသခင်ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့အတ္တတာကိုတန့်စင်ပေးပွင့်အတွက်အခွင့်အရေးပေးလိုက်ပါခေါင်းဆောင်မှုတစ်ခုကိုလွယ်လွယ်ဘုရားသခင်ကကျွန်တော်တို့မခေါ်ပါဘူး ခေါ်ပြီးရဲ့နောက်ပိုင်းမှာလည်းပဲသူကအများကြီးပြုပြင်သွားပေးမှာဖြစ်ပါတယ်ဒီလိုတန့်စင်ပေးမှုကျွန်တော်တို့လက်ခံရပါမယ်နောက်တစ်ခုကတော့နှုတ်ကပတ်တော်ကိုယုံကြည်ပါယုံကြည်ုံမကနာခံမှုရှိပါဘုရားသခင်နှုတ်ထွက်စကားတော်တွေကိုယုံကြည်ပြီးနာခံမှုရှိတဲ့အတ္တဟာကျွန်တော်တို့ဘုရားကကျွန်တော်တို့ဖြစ်စေခြင်းနဲ့ခေါင်းဆောင်မှုအရေးအခြေနဲ့ကျွန်တော်လှုပ်ဆောင်မှုတွေအင်မတန်မှလိုက်ဖက်ညီတဲ့အရာတခုဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ယနေ့ခေါင်းဆောင်မှုပြုနေတဲ့ဖရာသားသမီးတွေ မိသားစုမှာခေါင်းဆောင်နေလားအသင်းတော်မှာခေါင်းဆောင်နေလားနေအသင်းမှာခေါင်းဆောင်နေလားဒါမှမဟုတ်ကိုယ်ကြောက်မှုကြောင်းသားတွေအပေါ်မှာလားဘယ်နေရာမှာပဲကျွန်တော်တို့ခေါင်းဆောင်မှုတွေလုပ်နေပါစေကိုယ်ဥဆောင်သွားတဲ့ပုံကိုယ်တွေတည်တည်တိုင်းကိုနောက်ဆုံးကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့ကောင်းကင်ခန္ဓာတိရောက်အောင်ပို့ဆောင်ပွင့်ရတဲ့ကျွန်တော်တို့မှာတာဝန်ရှိတယ်အရာအတိုင်းကောင်းကင်ခန္ဓာကိုရောက်ရှိတဲ့အခါမှာကိုယ့်ရဲ့ဥဆောင်မှုကြောင့်ရောက်ရှိလာတဲ့ပုံကိုယ်တွေအတည်တည်တိုင်းကိုမြင်တွေ့ပြီးတော့မှ စိတ်ဝမ်းပီတိဖြာပြီးဖျားရှင်ကုံတော့ဤထက်မကချီးမွမ်းနိုင်ကြပါစေလို့ကျွန်တော်နေနဲ့အာဘိနဲ့နှုတ်ယုံချုပ်လိုက်ပါတယ်အရောက်တိုင်းဖျားသခင်ကောင်းကြီးမင်္ဂလာတောင်းဆောင်ချပေးပါစေအာ